မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားသင်ကန်းစာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့ဧကတတ္တမတန်မြန်မာသားမှာပါဝင်တဲ့ဝိစာတိပ္ပဒုက္ခိစာဆိုတဲ့ကဗျာပြုတ်ကဗျာလေးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်ဝိဇ္ဇာသိပ္ပလူကိစ္စဆိုတဲ့ကြပြားလေးကိုရေးဖွဲခဲ့တဲ့သူကတော့25ရာစုနှစ်မှာ25ရာစုမှာအရှင်မဟာရထသာရာနေပြီးတော့ယင်ရေးဖွဲခဲ့တာဖြစ်ပါတယ်ဒီကြပြားလေးကိုတေကြာခြင်းရဲ့ရည်ရွယ်ချက်ကလေးကိုကြည့်မယ်ဆိုလို့ရှိရင်ငယ်စဉ်အခါကပညာမသင်ယူခဲ့တဲ့အတွက်ကြောင့်မလို့ရရှိခဲ့တဲ့เนาะ အပြစ်တွေနောက်ကြပြာကပေးတဲ့အသည့်အမြင်တွေနောက်အင်းဝခေစကားအတုံးအနှုံးနေနဲ့ဆရာတော်အရှင်မဟာရထသာရရဲ့ပြုတ်ကြပြာအရေးအဖွဲတွေကိုလေ့လာရမှာဖြစ်ပါတယ်ပရမဟုဆုံးအနေနဲ့ဝိဇာသိပ္ပလူကိစ္စကို ရေးဖွဲ့ခဲ့တဲ့အရှင်မဟာရထသာရအကြောင်းကိုပထမဦးဆုံးလေ့လာကြည့်ကြရအောင်ဝိဇာသိပ္ပလူကိစ္စကြပြာကို အင်းဝခေစာဆိုရှင် မဟာရထတာရရေးဖွဲ့ခဲ့သော ကိုကံပြုတ်မှကောက်နှုတ်ထားသည်ရှင်မဟာရထတာရဤဖခင်သည်ဓမ္မပါလအမတ်ကြီးဖြစ်ပြီးမိခင်မှာသတော်မင်းပြား၏အနွယ်တော်ဖြစ်သည်ရှင်မဟာရထတာရကိုမြန်မာနှစ်830ပြည့်နှစ်ခရစ်နှစ်1468ခုနှစ်တွင်အင်းဝမြို့၌ဝေးဖွားသည်ငယ်မီမှာမောင်မောက်ဖြစ်သည်မင်းဆွေ စိုးမျိုးဖြစ်၍နန်းတွင်းမှကြည်ပင်ခဲ့သည်။နောင်တော်ဝရစက်ကပါဠမထေနှင့်တီဟိုရဆရာတော်ကြီးတို့ထံတွင်နက္ခတ်ဘေဒင်ဆန့်အလင်္ကာပြုတ်ကြပြာနှင့်ပါဠိတက္ကတစသည်တို့ကိုသင်အန်လေ့လာခဲ့သည်။ ဆယ်နှစ်သားအရွယ်ကပင်ဒုတိယမင်းကောင်ဤသမီးတော်သုံးမကိုအိုဘဲ့ဘဲ့အိုဘဲ့သမီးတော်ကြီးကဗျာသုံးပုံရေးဖွဲ့ခဲ့သည်ပုရိတ္တလင်္ကာကြီးကို16နှစ်သားကရေးဖွဲ့ခဲ့သည်ဟုဆိုသည် ရှင်မဟာရထသာရသည် ပြုတ်ကြပြလောကကိုဥဆောင်ပြိုးထောင်ခဲ့သူတူဖြစ်သည်ပြုတ်သည်ဇံဝိထုတစ်ခုခုကို ဖြစ်စေဩဝါဒနှင့်အတိအမြင့် တုတ္တများကိုဖြစ်စေလေးလုံးဆက်ပုံတရံစာပတ်ရေပေါင်းများစွာရေးဖွဲ့သောကြပြာရှိဖြစ်သည်ပုရိဒတ်ဇပောင်းပြုတ်ကိုကံပြုတ်ဂံမီတာရပြုတ်တံဝရပြုတ်တို့သည် ရှင်မဟာရထတာရ၏လက်ရာများဖြစ်သည် တရာဥတီမောကွန်ပုံတောင်နိုင်မောကွန်ဝိယုံကြောင်းပွဲမောကွန်ရွှေဆက်တော်သွာတော်လာဆုံးမစာများယတုများကိုလည်းရေးဖွဲ့ခဲ့သည်တန်ဝရပြို့သည်နောက်ဆုံးရေးဖွဲ့ခဲ့သောပြို့ဖြစ်သည်ရှင်မဟာရထတာရသည်မြန်မာနှင့်892ခုနှစ်ခန့်ခရစ်နှစ်1530ခုနှစ်တက်တော်62နှစ်တွင်ပြောင်းလဲတော်မူသည် ဝိဇာသိပ္ပလူကိစ္စကဗျာကိုကံပြုတ်မှကောင်းနှုတ်ချက်ကို လေးလုံးဆက်လင်ငါပုံစံဖြင့်ရေးဖွဲ့ထားတာဖြစ်ပါတယ်ထိုကိုကံပြုတ်သည်ဖျားဟောဝိဖျားဟောဝိတတိနိပတ်ဟတ္တိပါဠဇတ်ကိုရေးဖွဲ့ထားသောကြောင့်ဟတ္တိပါဠပြုတ်ဟူ၍၎င်းအခန်းကြီးကိုကံပါဝင်သောကြောင့်ကိုကံပြုတ်ဟူ၍၎င်းညီနောင်လေးပါးကဟောကြားအပ်သော တရားအစီအနှစ်နှင့်ပြည့်စုံသောကြောင့်စတုဓမ္မတာရပြုတ်ဖူ၍၎င်းအမည်၃မျိုးဖြင့်ထင်ရှားသည်ဤကောင်းနှုတ်ချက်တွင်ဟတ္တိပါလသတို့သားကတောထွက်၍ယဟန်ပြုခြင်းပါတော်လဲငယ်ရွယ်သေး၍ယဟန်မပြုပါနှင့်အုံးလူကိစ္စဖြစ်သောတက်တဲ့တက်အပ်သောပညာများကိုသင်မအောင်ငယ်စဉ်ကပညာမသင်လျှင်နောက်အခါမြည်သွမြည်ပုံဖြစ်တတ်သည်စသည်ဖြင့် ဖခင်ပြစ်သူကတောထွက်ယဟန်ပြုခြင်းနေသောဟတ္တိပါလသတို့သားအားကြိုးចောင်းပြတ်ဆိုးဆုံးမှထားသောအကြောင်းအရာများကို ဖွဲ့ဆိုထားခြင်းဖြစ်ပါတယ်။ကဲဒါဆိုရင်ဝိဇာသိပ္ပလူကိစ္စဆိုတဲ့ကြပြာလေးကိုဖတ်ကြည့်အောင်။တကြရူပံကြံကြံသမျှတောင်းတရာရာတက်ကောင်းစွာသား ဝိစာသိပ္ပလူကိစ္စကိုငေကမသိင်ပျောပါလွင်မူအကျဉ်သူအားစကားချေတင်တပင်မပြဲ့ကတွင်မဲ့သို့ချို့တဲ့ပညာညှိုးမျက်နှာနှင့်ယွန်ရှာလန့်ထိတ်အတန်စိတ်ဤတိတ်တိတ်မနေစူပါချေလဲမပြေမပြစ်အထစ်ထစ်လျင်ကြင်းလျင်မရှိအညိညိတီဟောက်လိနိုးနိုးဆင်ငန်းတိုးတို့အကျိုးအကြောင်း ကောင်းကောင်းမှန်မှန်တမ်းမှန်ပတ်လျှောက်ရှင်းနှောင်မင်းကြီးအစီအလင်းအစင်မသိမ့်တဖြင့်တပရဲဖွဲများကဲလူဘိုးဘွားမိဘတကြီးမရွေမလျာမညို့မစိုးမရိန်နက်စည်းစိန်တို့ရွှေအိမ်ပုံမြင့်ခုနှစ်ဆင့်ထက်နေလင့်ကစားပြတ်သက်ဖြားဝဲနားတိကြီးမြပမာကြလေ အင်္ဂပိစဉ်တင်ပြင်းတွင်ပြင်းရုပ်ဝါပြည့်စုံပါလေနန္တာလှိုင်ချင်းဂုံနံကင်းမှုအစင်းလာဆန်လူပေါက်ပန်းဟုတွမ်းမှန်တိထွေကဲ့ရဲ့လီအံလှုပ်ချေလှုပ်လက်စင်းစက်နီးမိမကျင်သီးတော်ချင်းနီဥ္စာလောကမယကြောင်းကြဆိုးရင်ကြက်ဖန်ချိန်များစွာအိုတော်ခါလေ မဟာဒုက္ခတွင်းဆုံးကြသည် နောင်တာနှလုံးမငြိမ်သည်ဒါလေးကတော့15ရာစုမှာအရှင်မဟာရထသာရကရေးဖွဲ့ခဲ့တဲ့ဝိစာသိပ္ပလူကိစ္စဆိုတဲ့ပြုတ်ကပြားလေးဖြစ်ပါတယ်ရှင်တည်တည်ချာချာလေ့လာနိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်